ပထမဆုံးငါဒီအသိန်းတော်ကြီးကျင့်ပနေသောတဏှစ်စာကျင့်ပသူတွေဆိုပွဲတစ်ခါပွဲတွေထဲမှာအမြင့်ဆုံးအမြတ်ဆုံးအထွတ်အထိပ်အတိတ်ပဲအရှိဆုံးပွဲတစ်ခုကိုငါရောက်နေတယ်လို့အရင်ဆုံးခံစားတာမန်ပွဲမဟုတ်ဘူးအာကြောင်းတက်ဖူးတဲ့သူတွေစာစီစာကုန်းရေးဘူးမှာပေါ့ အပါဟောမှာအဲ့ဒီပုံစံလေးဏိဒံစာကိုနေကုန်အဲအဲ့ဒါမှမမိလွယ်တော့โอเคနံပါတ်1ဏိဒံအဖေဖျားဟာတဲ့ဘယင်မရှိကိုပိုင်မြေမရှိတဲ့ ကိုယ်ပိုင်ဘယင်မရှိကိုယ်ပိုင်မြေမရှိတဲ့တဏှာပြီးတဏှာလှဲ့ပတ်ပြီးလိုက်လံကြက်စားနေတဲ့လူအစ္စရာအလူမျိုးတွေကိုသူ့လူမျိုးအဖြစ်ရွေးလိုက်ပါလေတဲ့ဒါမှမသိတဲ့အတိုင်းဘယင်မရှိကိုယ်ပိုင်မြေမရှိ နောက်ဆုံးကိုယ်ပိုင်စစ်တပ်မရှိတဲ့ဒီလူမျိုးဟာတိုင်းတစ်ပါးရဲ့ဂျုံဘဝကိုလွယ်လွယ်လေးရောက်သွားတာအဲ့တော့ပါရာရောဘယင်နန်းဆန်နေတဲ့အီဂျစ်ပြည်မှာဂျုံဘဝရောက်သွားတယ်ပေါ့ခတ်တူတူပြောရရင် ဒါနဲ့နှစ်ပေါင်းများစွာကြာတော့ခမဲတော်ဖရာဟာတနာပြီးတော့ဒီလူမျိုးကိုကျွန်ပေါ်ကနေကယ်ထုတ်ဖို့သူစီစဉ်တယ်အဲ့ဒီအခါမှာမိုးဆယ်ကိုရွေးခဲ့ပါတယ်မိုးဆယ်ကိုရွေးတော့ဖာရောပင်ကခေါင်းမာတယ်အစ္စရိုက်ကျွန်ကြီးကအများကြီးပဲသူ ခိုင်းစားလို့ကောင်းတယ်လေပတ်စံမကုန်ပဲခိုင်းစားနေရတာကောင်းတာပေါ့အဆင်ပြေတာပေါ့ဒါကြောင့်လွယ်လွယ်လေးမလွတ်ပေးချင်ဘူးဒါနဲ့ခေါင်းမာတဲ့ဖာရောကို ခမဲတော်ဖရာအနေနဲ့ကက်ကြီးဆယ်ပါမိုးဆယ်အားဖြင့် တကူပြလိုက်တယ်တဲ့နောက်ဆုံးကတ်ကတော့ဘာကတ်လဲမသိရင်တော့နော်ဘာဘာလဲအယူဝါဒအတန်းမှာအကုန်လုံးခေါ်တင်မယ်နော်နောက်ဆုံးကတ်ကအဲ့အီဂျစ်ပြည်မှာရှိတဲ့အကုန်လုံးသားဦးတဲ့အကုန်သေးွားတယ်တဲ့သေးပုံသေးနေရတလို့ကောင်းကင်တမန်ကလာပြောတယ်ဣဇရိုက်လူမျိုးတွေကိုအိန္ဒိယထုတ်တန်းမှာသွေးတွေ သိုးတွေသိုးကိုတက်ပြီးတော့အဲ့သိုးကိုတက်ထားတဲ့ထွက်လာတဲ့သွေးနဲ့အဲ့ထုတ်တန်းတွေမှာတုတ်ထားပေးပါအချိန်ကြာတဲ့အခါမှာသေမင်းရဲ့ကောင်းကင်တမန်ကလာတဲ့အခါမှာအဲ့ဒီသိုးသွေးတုတ်ထားတဲ့အိမ်တွေကိုကြော်ကြော်ပြီးတော့တက်သွားတယ်ပေါ့အဲ့တော့အစ္စရိုလ်လူမျိုးတွေရဲ့တာဝုဒီကအကုန်လွတ်ပြီးတော့အီဂျစ်ပြည်မှာဖာရောရဲ့တာကြီးကဆလို့အကုန်လုံးတည်သွားခဲ့ပါတယ်တနိုင်ငံလုံးတည်သွားခဲ့ ကောင်းဖရားရဲ့ကောင်းကင်တမန်ကြော်ကြော်သွားတာကြော်ကြော်သွားတာအစ္စရာအိမ်ကြီးကိုကြော်ကြော်ပြီးတော့တတ်သွားတာအဲ့ဒါကိုကြော်ဖြတ်ခြင်းပွဲလို့ခေါ်တယ်အဲပါစကားဆိုတာအဲ့စကားလုံးဝလာတာ pass over အင်္ဂလိပ်လိုမြန်မာလိုတော့ဖြတ်ကြော်ခြင်းပွဲတဲ့ဟုတ်ပြီသခင်ပြားကအဲ့ဒီပွဲက pass over ဂျူးတွေရဲ့ pass over ပွဲကသခင်ပြားရှိတဲ့တရှိထင်ရှားရှိတဲ့အချိန်အထိကျင်းပနေခဲ့တာဖြစ်ချင်တော့သခင်ပြားကအဲ့ဒီ pass over ဖြတ်ကြော်ခြင်းပွဲမတိုင်ခင်မှာ သေသွားရောသေသွားတယ်သေသွားတယ်ဒါနဲ့ဟိုကလည်းဘုဒ္ဓတာလေးပြောပြမယ်ငါတို့ကရက်တွက်ရင်အခု၈နိုင်ရနေတွက်ရင်နောက်နောက်နောက်မနေ့၈နိုင်ဆိုရင်တရက်နောက်မနေ့၈နိုင်ဆိုရင်24နိုင်တရက်ကိုတို့ကရက်တွက်တာအဲ့လိုတွက်တာဂျူးတွေကအဲ့လိုမဟုတ်ဘူးခလေးတော့တည်တယ်သင်ပြပါညနေ6နိုင် ရောက်တာနဲ့တရက်တခင်ပြ3နိုင်တည်တယ်ညနေ6နိုင်လေးကြာကြအောင် တရက်ဖြစ်သွား6နိုင်လေကျော်နောက်စနေညနေ6နိုင်လေကျော်နောက်တရက်2ရက်ဖြစ်သွားနောက်တနင်္ဂနွေမှကျ3ရက်အဲကြောင့်သခင်ဖျားကြိုပြောခဲ့တာငါ3ရက်နေကြရင်တို့တွက်ပုံနဲ့ရက်တွက်ပုံနဲ့ဆိုရင်သခင်ဖျား2ရက်တောင်2ရက်တောင်မပြည့်ဘူးပေါ့နော်ဒါပေမဲ့ဂျူးတွေရက်ရေတွက်ပုံအတိုင်းသခင်ဖျား3ရက်မြောင်းနေမှာအသက်တော်ဆွန့်ပါလေတဲ့ဟုတ်ပြီဒီပွဲတော်ကြီးဟာဘာကိုပြောတာလဲဆိုတော့အဲတေမင်းရဲ့ကောင်းကင်အဲ အဖေဖျားရဲ့ကောင်းကင်တမန်ဟာဣသရာယအိမ်ကြီးကိုကြော်ကြော်သွားသလိုသေမင်းကကြော်ကြော်သွားသလိုကြော်ဖြတ်သွားတယ်ကြော်ဖြတ်သွားတဲ့အတွက်သူတို့တွေလွတ်မြောက်သွားတယ်သေခြင်းတရားဟာလည်းသခင်ဖျားကိုကြော်လို့မရတတ်လို့မရဘူးသေခြင်းတရားဟာလည်းသခင်ဖျားကိုကြော်သွားတယ်တဲ့အဲ့ဒါကိုပြောတာဒါကြောင့်တို့ကိုယ်ွယ်နေသောဖျားဟာသေခြင်းကိုအောင်မြင်ခဲ့တဲ့ဖျားလို့ပြောတာဖြစ်တယ် အရာရာကိုအောင်နိုင်ခဲ့တယ်ဖျားဟောဒီလောကကြီးမြေကပါမှာလာလျှောက်ဖူးတဲ့ဘယ်သူမှမအောင်ခဲ့တဲ့သေခြင်းတရားကိုအောင်ခဲ့တယ်ဖျားအဲ့ဒီဖျားကိုတို့ကကိုးကွယ်နေတာโอเคတန်ပေါ်လူပြောတာတော့ရှင်းပါတယ်ငါတို့တွေဟောသမျှသခင်ပြမရှင်ကမရှင်ပြန်ခဲ့ရင်ငါတို့တွေဟောသမျှ no nothing အလကားပဲမင်းတို့ယုံနေတာလည်းအလကားပဲပေါ်လူကတော့ရှင်းတယ်သခင်ပြရှင်ပြန်ခဲ့လို့ ငါတို့ရဲ့ယုံကြည်ခြင်းတွေဟာတိုးပွားစေတာရှင်မြတ်ချင်းကြောင့်ငါတို့ရဲ့မျှော်လင့်ချက်တွေဟာမြင့်မားစေတာငါတို့ရဲ့ချစ်ချင်းတရားဟာနှက်ရှိုင်းစေတာအလုံးဟာတခင်ပြားရဲ့ရှင်မြတ်ချင်းပေါ်မှာမူတည်ရဲ့ငါတို့ရဲ့ယုံကြည်ခြင်းရဲ့နှလုံးသဲပွဲဆိုတာဒီပွဲပဲငါတို့ဘာသာမှာကျင့်ပါနေမြဲပွဲတကာပွဲဝိပုကိုကိုကြီးဆိုင်ရာပွဲဒီအလုံးရဲ့အထိတ် အမြင့်ဆုံးပွဲဖြစ်တယ်။ဒါကြောင့်နှစ်နည်းလုံးနဲ့ပွဲဖြစ်တယ်။တနည်းဘုသူတ္တနောက်ဘုသူတ္တတစ်ခုထပ်ပြောဦးမယ်။ရှင်မြတ်ထမြောက်ခြင်းတရင်ကောင်းသခင်ပြားအာပြခဲ့တဲ့တကူတွေထဲမှာသုံးတဲ့တာအတွင်းပြခဲ့တဲ့တကူတွေထဲမှာအမြင့်ဆုံးတကူဟာလည်းဒီတကူပဲ။တည်ခြင်းကိုအောင်မြင်ခဲ့တဲ့တကူဟာအမြင့်ဆုံးပဲဒီတကူပဲ။ ဒီလောက်ဒီလောက်နန်နေတဲ့ရှင်မြတ်ထမြောက်ခြင်းတရင်ကောင်းကိုသူ့ရဲ့လက်ရင်းတစ်ဖက်၁၂ပါးကိုဘာဖြစ်လို့အရင်ပေးမသိတာလဲအဲ့ဒါမေးခွန်းပေါ့ဘာဖြစ်လို့မေခလေးတယောက်ကိုပဲကြိုပြီးတော့ပထမဆုံးပေးသိတာလဲမာရီယာမာဒလင်နာဟာအဲ့ဒီရှင်မြတ်ထမြောက်ခြင်းတရင်ကြောင့်သူဟာရှင်မြတ်ထမြောက်ခြင်းရဲ့တမန်တော်ဖြစ်လာခဲ့တယ်ရှင်မြတ်ထမြောက်ခြင်းရဲ့တမန်တော်နော်တမန်တော်ဆိုတာတမန်တော်ကြီး၁၂ပါးလို့လို့နာမည်အသင်းတော်ကနာမည်တင်စားထားတာရှင်မြတ်ထမြောက်ခြင်းရဲ့တမန်တော်ကဘယ်သူလဲဆိုရင် မာရီယာမာဒလေနာပထမဆုံးအမျိုးသမီးဟာသေခြင်းကိုမြည်ဆန်းခဲ့ရတဲ့အေးဝါဒီအမျိုးသမီးလေးကတော့ရှင်မြန်ခြင်းကိုမြည်ဆန်းခဲ့ရပါတယ်ဒီကောင်မလေးကိုမှဖယားကဘာလို့သူ့ရဲ့ရှင်မြန်ထမြောက်ခြင်းတည်ငောင်းကိုပေးသိတာလဲသခင်ပြဘက်ကစဉ်းစားမိလားမယောက်ျားသားတွေအများကြီးပဲလက်ရင်းတစ်ဖက်တွေ72ပါကျန်တဲ့တပိတ်လည်းအများကြီးရှိတယ် ဘာဖြစ်လို့ဒီကောင်မလေးလက်စိုးခုနှစ်ကောင်စီအစည်းခံခဲ့ရတဲ့ဒီအပြစ်တယ်မလေးကိုမှတခင်ဖျားကသူ့ရဲ့အရေးကြီးသတင်းကိုပေးသိတာလေအဖြေကအချစ်ကြီးလို့ဟဲ့အချစ်ကြီးလို့အချစ်ကြီးလို့ဒါကြောင့်ဘာသူလို့အဲ့ဒီအချက်ကနေပါပြောခြင်းလဲဖျားအပေါ်မှာဘလို့အချိန်နေမှာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကအချစ်ကြီးလိုက်လို့သင်မမားစီရအောင် ုဘကဖရားအပေါ်မှာအချစ်ကြီးလိုက်လို့အချိန်လေးပေးလိုက်ရလို့သင်မမားစေရဘူးအချစ်ကြီးခဲ့တဲ့ကောင်မလေးဟာရှင်မြန်ထမြောက်ခြင်းသတင်းကောင်းကိုပထမဆုံးသိကွင်ရတဲ့လူသားတစ်ယောက်ဖြစ်လာခဲ့တယ်အဲ့ဒါတမိုင်းရသက်သေပဲညာလို့လည်းမရဘူး Okay စကူသွားအောင် လူချက်ပလက်22 verse 44မှာတောက်ကြနေရအပါရေးထားတာ His sweat was like drops or blood or falling to the ground အပြင်းထန်ဆူတောင်းရင်သူ့ရဲ့ချွေးဆက်တို့ဟာသွေးဆက်ကဲ့သို့မြေခခဲ့ပါလေတဲ့တို့တွေတန်ရာရဘူးကြမှာပါသွေးထွက်ပါလေစိတ်မှလည်းတန်ရာရဘူးကြမှာပါ နားပါလေအဲ့တော့သူရဲ့နှလုံးသားမှာလည်းတန်ရာရတဲ့ခါမှာသွေးတိတ်ဆေးလိုတယ်သွေးတိတ်ဆေးပေးမယ် အစ်စ်ဖြစ်နေပါတယ်ဆိုမှငရင်လှုပ်လိုက်ပါပြီဆိုမှလမ်းပေါ်မှာအိတ်နေရပါတယ်ဆိုမှမူကထက်ရွာဟဲ့မူကထက်ရွာမြေနဲ့ရလှန်ဆိုင်လို့ပြောကြတယ်ဘဝမှာအဲ့ဒီလိုမျိုးကြုံရင်အခုပြောပြမယ်ဟိုင်းဝေးအခရီးအတွက်လက်မမဖြတ်နိုင်လို့ခြေကျင်ရှောက်ရတဲ့ခရီးသွားခမညာ တောင်ပေါ်လှမ်းအပ်တဲ့ဖက်နှက်ပြက်ခါလမ်းမှာပျောက်နေတဲ့အဖြစ်မျိုးဘဝမှာတဲ့တယ်တိုးတယ်ဆိုရင်ပေါ့ခီးသွာသူခမရပတ်စံမရှိလို့လက်မမဖြတ်နိုင်ဘူးအဲ့တော့ခြေချင်းရှောက်ရတယ်တောင်ပေါ်တက်တဲ့ခါမှာဖက်နှက်ပါပြက်တယ်လမ်းမှာပျောက်တယ်ညတညလရောက်မစွန့်တဲ့ဂျက်ဆမနီမှာဒုက္ခကိုအခမဲ့လာဝယ်တဲ့ဝေဒနာလူကြောင့်သွေးစွန်းသွားရတဲ့အကြောင်းပြန်ပြောင်းတွေးပါ ကိုဖန်ဆင်းလေဖရားဟာကဘာမြေမှာသွေးချခဲ့တယ်မနီယစနေနေ့ကြီးအပရေးထားတာတလို There is a great silence on earth today because the king is asleep. God has died in the flesh and then hell trembles with the fear. မနေ့ကဆိုရင်ဘယင်ဖျားအိတ်နေခဲ့တဲ့နေ့ပေါ့ ငရဲလှုပ်ခါခဲ့တဲ့နေ့ပေါ့ရေးထားတာကတလူပါအဖြေတောင်းတယ်သူ့ဖခင်ကအဖြေတောင်းတတ်တဲ့ဖခင်ပါငါဟာအသက်မင်းသီလျက်နဲ့လာတောက်လှဲ့လေညံ့မြတ်အရှင်ငါကို တင်စားထွက်မသွားနဲ့ငါစီမှာပါချမ်းသာမှန်စူပန်လှဲ့တော့ ငါဟာလမ်းမှမင်းသိပြန်ရဲ့လိုက်လျှောက်ခဲ့လေငါဟာဖျားမင်းသိထားရဲ့မကြောက်နဲ့တော့လမ်းမှန်တို့လည်းပြောသေးတယ်မလျှောက်ဆိုနင်မှားတာဗောမင်းမှားမှာဗောဖျားလို့လည်းသိထားသေးတယ်ဘာလို့ကြောက်နေတာလဲအလုံးကိုအောင်နိုင်ပြခဲ့တယ်သူ Jesus is forgiveness sent to the world make the present to the world ကဘာကြီးထဲမှာညင်ရပြီကဘာကြီးတွေ့ပို့လိုက်တဲ့ခွင့်လွှတ်ချက်ဟာခရစ်တော်ပါပဲဒီနေ့အတွက်ရေးထားတာလေးကတလူပါ Matthew chapter 28 verse 5 to 6 do not be afraid he is risen မကြောက်နဲ့လေသူရှင်ပြန်ပြီတဲ့ The very first is the messenger torch as a this တို့အခုကျင်းပနေတဲ့ Easter ပွဲရဲ့ပေးနေသောသတင်းကောင်းတစ်ခုဟာတစ်ခုတည်းသောသတင်းကောင်းဟာ life never ends and love never dies အတ္တမှာအဆုံးအသတ်မရှိပါအချက်ကလည်းသေမသွားပါအချက်ကတေမသွားလို့ဒီမနက်ရှင်ပြန်ခဲ့တာတမိုင်းမှာလွန်ခဲ့တဲ့2000ကျော်က no winterness forever no spring skips its time ဆောင်းကထာဝရမကျော်သွားပါအချိန်တန်ဆောင်းကရောက်လာနွေဦးကလည်းသူ့အလှဲ့မကျော်သွားပါဘူးသခင်ဖျားအင့်ကိုစာရေးမယ်ဆိုပါတော့တငယ်ချင်းရေမတရားမှုနဲ့တစ်ဖက်ဆောင်းနေတဲ့ကဘာကြီးကိုကြိုးညှိဖို့အတွက်ငါမှလက်တွေမှမရှိတော့တာ ေရုဇလင်အပြင်ကငိုသံတွေတိတ်သွားရအောင်လဲငါမှငိုချစီရမျက်ရည်မကြံခဲ့လေတော့မင်းကိုပဲအာကိုပဲရစီတော့တခင်ပြလောကကြီးမှာမရှိတော့ဘူးပါသူတို့ငါရှိသေးတယ်လို့တွေးလိုက်ပါဒီမနက်ငါရဲ့မျက်လုံးတွေငါရဲ့နှာခမ်းတွေငါရဲ့လက်တွေငါရဲ့ခြေထောက်တွေတခင်ပြပေးထားတယ်သူကတော့မရှိတော့ဘူး သူ့မှာဒိုးရှိသေးတယ်အသုံးခံရင်တော့သူ့အတွက်ပေါ့โอเคစကူပြီးတော့ပါလေဟိတ်ညီကုန်းနဲ့လာမယ်နော်ခွတ်တော်ဟာကိုယ်တိုင်ကသေရွာကနေပြန်ရှင်အောင်လုံနိုင်ခဲ့သလိုအခြားသူတွေကိုလည်းသေရွာကနေပြန်ရှင်အောင်လုံနိုင်ခဲ့သူပါ according to the bible matthew chapter 9 verse 80 to 28 26မှာတရားစီရင်မှုရဲ့ သမီးလေးကိုအသက်ပြန်သွင်းခဲ့ပါတယ်နေရာကတော့အိမ်မှာပါ Luke chapter 7 verse 11 to 17မုဆုမရဲ့တူရီသောသားကို အသက်ပြန်သွင်းခဲ့ပါတယ်နေရာကတော့နာအိမ်မြို့တင်ကြိုင်းလိုက်ပို့နေတဲ့လမ်းမပေါ်မှာနံပါတ်3 John chapter 11 so verse 38 to 44လာဇရုကို၄ရက်အကြာမှာအသက်ပြန်သွင်းခဲ့ပါတယ်။နေရာကတော့တင်းကြိုင်းမှာပါ။ ခရစ်တော်ဟာသေခြင်းတရားကိုစိုးမိုးအုပ်ချုပ်နိုင်သူဆိုတာသိသေးကြပါတယ်အပင်တွေဟာအပေါ်ရောက်အောင်ရောက်တဲ့ထက်ရောက်အောင် မြင့်တဲ့ထက်မြင့်အောင်ကြိုးစားရင်းမှသေသွားကြတာပါရှင်သန်ခြင်းကိုခုံမင်တဲ့သဘာဝတရားကြီးပေါ့ဖခင်ကြောင့်ကအပင်တွေလည်းအမြင့်ကိုတက်ရင်တက်ရင်လည်းသေသွားကြတာပဲလူသားကျွန်တော်တို့ဟာလည်းဒီအတိုင်းပဲပုံမှန်အဖြစ်မသေခြင်းကြတဲ့လူ သေရမှာကြောက်တဲ့လူဟာသေခြင်းကိုအောင်မြင်တဲ့ဖះအပေါ်မှာလုံးဝလုံးဝလုံးဝပြည့်ယုံတင်ပါတယ်။တင်သေးမှာကြောက်တယ်မလား။နာရင်ဖះရင်လည်းစေယုံပြည့်ရတာပဲပတ်စံဘလောက်ကုန်ကုန်။ဒါကြောင့်ဒါလူပေးထားတယ်။ဖះပေးတဲ့အသက်ဒါအမှတ်တမဲမဟုတ်။ဖះကနေရချဒါအမှတ်တရမဟုတ်။ဖះကနေရပေးဒါတာမန်လေးပဲမဟုတ်။ ဖះကစီမံတာအပေါ်ရံမဟုတ်ဖះကဖိတ်ကြမင်းငရဲလားဘူးမဟုတ်ဘူးနော်သခင်ဖះဟာ၃နှစ်တာသူ့ရဲ့ public ministry အတွင်းမှာနတ်ဆိုးတွေကိုမောင်းထုတ်ခဲ့တယ်စကားပြောခွင့်မပေးဘူးဗစက်ပိတ်ထားခိုင်းတယ် Luke chapter 4 verse 35 be silent leave this man နတ်ဆိုးကြောင့်လောကရဲ့ရောက်လာတဲ့သေခြင်းဘယ်လူသားမှမအောင်နိုင်ခဲ့တဲ့သေခြင်းကိုသူအောင်နိုင်ခဲ့တယ်။ဒီနတ်ဆိုးတွေကမြန်မာပြည်ထဲမှာရှိနေတယ်။ထပ်ပြောမယ်။နတ်ဆိုးတွေမြန်မာပြည်ထဲမှာရှိနေတယ်။ကြားချင်းသေးလား။တရားရှိမှဆိုလို့ထပ်ပြောလို့ရသေးတယ်။ဒီနတ်ဆိုးတွေကိုရင်ဆိုင်နေတဲ့သင့်အလားမှာသေခြင်းတရားကိုအောင်မြင်တဲ့ဖရာရှိနေတယ်အဲ့ဒါတော့မမင်းနဲ့ နဆိုးတွေဘယ်လောက်ရှိရှိချစ်စွာပါသူကျွန်တော်တို့နေထိုင်ရကဘာကြီးဟာဖျားချွေးကြသွေးကြခဲ့ဘူးတဲ့ကဘာကြီးပါတတစ်ဖက်မှာနဆိုးကမအိတ်တက်တဲ့အကောင်ဖြစ်နေတယ်အဲ့ဒါပြဿနာနော်အလွမ်းနေကင်းတော့ကကွင်းနဲ့မြန်မာကို ပြန်ရဖို့ဂျက်ဆမနီမှာမအိတ်ခဲတဲ့ဖယားနဲ့ရှစ်ဆက်သွားကြပါ အနာဂတ်တစ်ချိန်ချိန်မှာဒီနေ့လိုမျိုးဝမ်းမြောက်ဝမ်းမြောက်ဖော်ရဣစ္စတ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြရမှာပါအားလုံးကိုမြန်မာပြည်ကြီးကဒုက္ခစရိယာခံထမ်းခဲ့တဲ့တောက်ကြနေကြီးမှာပဲရှိသေးတယ်ဒါကြောင့် happy is there လို့တော့မနှုတ်ဆက်ခြင်းအားလုံးကို joyous is there ဝမ်းမြောက်ဖော်ရဣစ္စတ်လို့အပါနှုတ်ဆက်ခဲ့ပါတယ်